တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအားလုံးပဲမင်္ဂလာပါဖိုးဝါရီယက်ရှင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ရိုက်တဲ့ဇာတ်ကားတွေကဒါတထေးဆက်ရုပ်ဆိုရင်ပတ်သက်မကြဘူးအမှုပညာပဲ channel ဆိုတော့အစိုးမကြီးရဲ့ interview လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ အခုပဲပြောခဲ့ဒီဆိုတော့ရောက်ရောက်ရခဲ့တဲ့ကာစမာလို့၆မြင်းဆောင်ဟိုဘာယာလေးတစ်ခုကဝတ်စုံတစ်စုံနဲ့ဝေးရအထောင်ထောင်လေးဆိုလေအဲဒါဆိုတော့တစ်စုံပေါ့နော်တစ်စုံဒီကလေးတစ်ခုဖြစ်ခဲ့တစ်စုံဆိုပြီးအဲဒီခါလေးအဲ့ဒီလာမှာတော့ပျော်သွားတယ်ရှင်းပြီအဲ့ထောင်ထဲမှာပဲတန်းစီပေါ့အဲဆိုတော့ဆိုတစ်စုံပဲအဲ့မှာရမ်းပျော်သွားစပိန်နာမမပီအတော့ရောက်လာတဲ့စပိန်လက်နဲ့ကိုစီအဲ့လိုမျိုးပေါ့နော်လက်နဲ့ပြောင်းလဲချမ်းသာတဲ့ဟာဆိုသူဆိုကိုကိုက်တိုင်းနဲ့ညီအောင်ကိုကိုက်တာတော့အရော့မခံဘူးချမ်းသာရဲ့ချမ်းသာရဲ့စရုပ် လဲလဲဆိုလဲလဲဆက်ရုံဆိုပို့ငွေကိုကိုမကြည့်တော့ဘူးစန္ဒာတွေမစန္ဒာတွေမကြည့်တော့ဘူးပို့ခရိုင်တန်နဲ့ညီတဲ့လက်ရုံးကြည့်ပြတာဆိုတော့အတတ်နိုင်ဆုံးကိုပေးဟိုအချင်းနဲ့လို့လက်ခံပြီးပြီဆိုကြောက်ပါဘူးကြောက်ပါဘူးကြောက်ပါဘူးအဲ့ကျန်မရိုက်တဲ့နေရာရလေတောင်နေမြောက်နေဆိုအောက်မလေးမောင်းနေစီဘိုးတွေထိဆိုင်ရတယ်ကျန်တာလည်းတော့ကျန်ပါလေဟမ်ပေါင်းထားလို့ကျန်ပါလေပေါင်းထားလေဒါပေမဲ့ကိုယ့်ရဲ့အမှုပညာကြီးပြည့်တဲ့ရင်ထဲမှာကျန်တာပေါ့ ဟုတ်ကဲ့ပါအခုလိုမျိုးဖြေချပေးရခဲ့တဲ့စိုးမိုးကြီးကိုဒါဘလို့မြင်ကြသလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာယာချက်ပြီးတော့ဒီလေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ